ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ချိုးဆိုလိုက်ပါတယ်။မနေ့ပြန်တနင်္ဂနွေနေ့မနက်ပိုင်းမှာဆိုရင် UFC က UFC 317ပြိုင်ပွဲကြီးကိုကျင်းပသွားတော့မှာဖြစ်ပါတယ်။အဲ့ဒီပြိုင်ပွဲမှာကျွန်တော်ရဲ့မြန်မာကုံဆောင်ဖိုင်တာလီ Joshua Van ပါဝင်ထိုးသက်သွားမှာပါ။ Joshua Van တို့ပထမဦးဆုံး main card ခေါင်းစဉ်အောက်မှာပါဝင်ထိုးသက်ရမှာဖြစ်ပါတယ်။ main card ခေါင်းစဉ်အောက်မှာလေ main card ရဲ့အဓိကနေရာကနေပါဝင်ထိုးသက်ရမှာဖြစ်ပါတယ်။ ျော်ရှွာဗန်ရဲ့ပွဲပြီးရင်အပေါ်မှာချန်ပီယံလူပွဲနှစ်ပွဲပဲကျင်ရှိတော့တာပါဒါကြောင့်မလို့ဗန်ရဲ့ပွဲကိုပရိသတ်တော်တော်များများကအာရုံစိုက်နေကြပါတယ်ဒီနေ့မှတော့မှာဆိုရင်ဂျော်ရှွာဗန်နဲ့ဘရန်နန်ဗိုက်ဘယ်တို့ကဆာရမိုနီယဝိတ်ကင်နဲ့ဖေးဆော့စီဇန်တွေကိုလည်းလှုပ်ဆောင်သွားခဲ့ပါပြီကျွန်တော်တို့ချင်းဖိုက်တာလေးနေနဲ့လည်းယုံကြည်တဲ့အပြည့်ရှိနေတာတွေ့ရပါတယ်ပရိသတ်တော်တော်များများကပွဲချိန်မသိတဲ့အချက်လေးတွေရှိနေပါတယ်ဒီနေရာမှာပြောချင်တာက UFC ရဲ့ poster တွေမှာ28ရက်နေ့ဒီနေ့ဆိုပြီးညွှန်းဆိုထားပါတယ် ။ဒါပေမဲ့အဲ့ဒါအမေရိကန်စံတော်ချိန်ကိုရည်ညွှန်းပြီးတင်တာဖြစ်ပါလေ။ကျွန်တော်တို့မြန်မာစံတော်ချိန်ကတော့မနက်ပြန်29ရက်နေ့တနင်္ဂနွေနေ့မနက်အစောပိုင်းမှာကြီးစုအားပေးကြရမှာဖြစ်ပါလိမ့် UFC 317ပြိုင်ပွဲရဲ့ပွဲစဉ်တွေကိုမနက်ပြန်တနင်္ဂနွေနေ့မနက်၄နာရီခွဲအချိန်မှာစတင်ကျင်းပသွားမှာဖြစ်ပါလိမ့် Joshua Van Paw ဝင်ထိုးသက်မဲ့ main card တွဲဆိုင်ကိုတော့မနက်၈နာရီခွဲမှာစတင်ကျင်းပမှာဖြစ်ပါလိမ့် Fan ရဲ့တွဲဆိုင်ဟာမနက်၇နာရီကျော်ဝင်းကျင်မှာကြီးရပွဲရှိနေပါလိမ့် ျွန်တော်တို့ချင်းဖိုက်တာလေးနေနေလေးလက်ရှိထင်မှာအကောင်းဆုံးထွင်နေနေလှုပ်ဆောင်ပြီးအပေါ်သားလေးကျင်ကန်းနေလှုပ်ဆောင်နေတာတွေ့ရပါတယ်။ချင်းဖိုက်တာလေးနေနေလေးဒီပွဲမှာ Brandon Rivera ကိုပွဲချိန်တွင်အဆုံးသတ်ပြနိုင်အောင်ကြိုးစားသွားမယ်လို့ပြောဆိုထားပါတယ်။ Brandon Rivera ကလည်းဒီပွဲရဲ့ချန်ပီယံခမလူ့ခွင့်ရဖို့အဆုံးဖြတ်ပေးမယ်ပွဲဖြစ်တဲ့ကြောင့်မလို့အပီဆော်ကြမယ်ဆိုပြီးပြောဆိုထားပါတယ်။ Brandon Fighter ကအဟောင်းနဲ့ပြောညီအောင်လှုပ်ပြသွားမယ်ဆိုတာစောင့်ကြည့်ရမှာပါ။ မနေ့က UFC ရဲ့သတင်းစာရှင်းလင်းပွဲမှာဥက္ကဋ္ဌကြီးဒေနာဝိုက်ကိုတိုင်ကဒီပွဲမှာအနိုင်ရတဲ့သူကတိုက်တဲ့ challenger ဖြစ်သွားမယ်လို့ပြောဆိုသွားပါတယ်။ဒါကြောင့်သတင်းတော့တော်တော်များများပရိသတ်တော်တော်များများကဒီပွဲကိုအာရုံစိုက်နေကြပါတယ်။ Joshua Ben ကဒီပွဲမှာအကဲ၍အနိုင်ရသွားရင် champion လူပွဲမှာအနိုင်ရရှိတဲ့ fighter နဲ့ထိုးသန်းရမှာပါ။ UFC 317ပြန်ပွဲရဲ့ co-main event နေရာမှာ Flyweight တန်း champion လူပွဲဖြစ်လက်ရှိ champion Alexander Pantoja နဲ့ Kankara Francis တို့ကရင်ဆိုင်ထိုးသတ်သွားကြမှာဖြစ်ပါတယ်။ Brandon Rivera နဲ့ Joshua Van ပွဲမှာအနိုင်ရတဲ့ fighter နဲ့အဆိုပါ champion လူပွဲမှာအနိုင်ရတဲ့ fighter တို့ကထိတ်တိုက်တွေ့ကြမှာဖြစ်ပါတယ်။ဖန်အတူအနေနဲ့နိုင်ပွဲယူပြပြီးသွားရင်တန်စကာဝိုင်းအပြင်ဘက်ကနေအဲ့ဒီချန်ပီယံလူပွဲကိုစောင့်ကြည့်နေမယ်လို့ဆိုပါတယ်။အဲ့ဒီကအနိုင်ရတဲ့ဖိုက်တာနဲ့သူနဲ့မျက်နှာချင်းဆိုင်စီစဉ်ပြုလုပ်သွားမယ်လို့တော့ဖန်ကကြုံသွားတာပါ။ကျွန်တော်တို့ဖိုက်တာလေးကတော့တကယ်ကိုယုံကြည်ချက်အမြင့်မားဆုံးဖြစ်နေတာပါ။အဲ့ဒါလည်းတကယ်ကိုပွဲပေါ်ကောင်းတဲ့အချက်တစ်ခုပါပဲ။နံပါတ်ပြိုင်မဲ့ဖိုက်တာဖြစ်တဲ့ Brandon Rivera ကတော့အနေနဲ့သူ့အနေနဲ့ခီးအားတွေများနေတာတွေ့ရပါတယ် Brandon Rivera သူ့အနေနဲ့ဒီပွဲကသူ့အတွက်အရန်ကိုစွန့်စားမှုကြီးမားတဲ့အကြောင်းလေးတင်းနာရှင်းလင်းပွဲမှာအခုလိုပြောဆိုသွားပါတယ်ကျွန်တော်အနေနဲ့စိတ်ထဲမှာတော့ပြိုင်ပကောင်းတယောက်နဲ့အမှန်ကန်ဖိုးသက်ရတော့မယ်လို့မှတ်ယူထားပါတယ်ရင်းဆိုင်ကစားဖို့ခက်တဲ့ပြိုင်ပမျိုးပါပဲကျွန်တော်ဒီမှာရှိနေတဲ့ပိုင်ဆိုင်မှုအားလုံးကိုလက်လွဲရယူသွားမယ်ဖိုင်တာနဲ့ထိုးသက်ရမှာပါ ဒီပွဲမှာဂျိုရှွာဘယ်အင်းနဲ့ရှုံးနေသွားရင်ဘာမှဆုံးရှုံးစရာမရှိပါဘူး။ဒါမဲ့ကျွန်တော်ကတော့အရန်ကိုအနေများတဲ့အခြေအနေကိုရင်ဆိုင်ရမှာပါ။ကျွန်တော်အနေနဲ့ကျွန်တော်သာရှုံးနေသွားခရင်ကျွန်တော်ရဲ့ number 1 contender နေရာကိုလည်းဆုံးရှုံးရမှာဖြစ်သလိုချန်ပီယံစင်ခေါ်ခွင့်ကိုလည်းလက်လွတ်ရမှာပါ။ဒါကြောင့်မို့ဒီပွဲကကျွန်တော်တို့အရန်ကိုစင်ခေါ်မှုကြီးမားပါတယ်ဆိုပြီး Brandon Rivera ကပြောဆိုသွားတာဖြစ်ပါတယ်။ Brandon Ryber ဒါကြောင့်မလို့သူ့အနေနဲ့အရန်ကိုဖိအားတွေရှိနေတယ်ဆိုတာသိတာပါလေ။အရင်ပွဲတွေလိုမျိုးယုံကြည်ချက်အပြည့်အဝရှိနေတဲ့မျက်နှာမျိုးမတွေ့ရပါဘူး။အနေငယ်စိုးရိမ်နေတယ်လို့မျိုးဖြစ်နေပါလေ။ဒါပေမဲ့ Brandon Ryber ကလည်း K2 Fighter တယောက်မဟုတ်တဲ့ကြောင့်မလို့စောင့်ကြည့်ကြရမှာဖြစ်ပါလေ။ Brandon Ryber အနေနဲ့အဲ့ဒီ PR တွေချားကနေပြီးတော့မှကျွန်တော်တို့ Chin Fighter လေးကိုဘလို့အခင်းင်းနေဖြစ်အောင်လုပ်ပြသွားမလဲဆိုတာစောင့်ကြည့်ရမှာပါ။ဒေတာတာကတော့ဒီပွဲကတကယ်ကိုမိကုံရန်ကုန်ကျန်တဲ့ပွဲချင်းတစ်ပွဲဖြစ်လာအောင်မယ်လို့ထင်မြင်ဦးစားမိပါတယ်။ ကျွန်တော်တို့ချင်းဖိုင်တာလေးကလည်း striking mind ကိုအားရပါရ solid တဲ့ fighter ဖြစ်ပါလေ။တစ်ပတ်ပြိုင်ပွဲ fighter ဖြစ်တဲ့ Brandon Rivera ကလည်း PJJ ဘိုင်းကောင်းသည့်တန် grounding ကိုဒုတိယအနေမှာပဲဦးစားပေးတာဖြစ်ပါလေ။ပထမ game plan ကတော့ fighter ညောင်လုံးကရှင်းပြီးထိုးကြမယ်ထင်ပါလေ။နောက်တစ်ချက်ကတော့ fan အတွက်အနေငယ်တတိထားရမှာဖြစ်ပါလေ။ Joshua Van der Brandon Rivera ရဲ့လေးလက်မှပူရှိပါလေ။ဒါကြောင့် Rich ကလည်းပူရှိပါလေ။ဒီအချက်က Joshua Van ကိုဒုက္ခပေးနိုင်ပါလေ။ ဂျိုရှွာဗန်နီနဲ့ဘရန်နန်ရိုက်ဘဲကိုအနီးကပ်ပြီးထိုးရင်တော့အဆင်ပြေပါမယ်။ဒါမှမဟုတ်ဘဲနဲ့အကွာဝေးတစ်ခုကနေခွာပြီးကစားမယ်ဆိုရင်ဘရန်နန်ရိုက်ဘဲရဲ့ဂျက်တီကဂျိုရှွာဗန်ကိုထိနာစီမှာပါ။ဒါကြောင့်မလို့ဖန်နီနဲ့ဘလူးဂိမ်းပလန်ကောင်းကောင်းသိဆောင်လာမလဲဆိုတော့ဆက်လက်ဆောင်ကြည့်သွားကြရမှာဖြစ်ပါတယ်ခင်ဗျာ။ကျောရှာဘိုင်ရဲ့ပွဲကိုဒါရိုက်ကြည့်ရှုခြင်းနဲ့ပိတ်သက်တင်းနေနဲ့ကျွန်တော်ရဲ့ Telegram Channel ကို join ထားဖို့မြစ်တာရက်ခံနေပါတယ်ခင်ဗျာအဲ့ဒီ Telegram Channel မှာကြည့်လို့ရမယ့် link ကိုချပေးဖြစ်ပါတယ်ပိတ်သက်တင်းနေနဲ့အဆင်ပြေပြေကြည့်ရအောင်မျှော်လင့်မိပါတယ်ခင်ဗျာ မနက်ဖြန်မှာဆိုလဲဂျော့ရှွာဘန်ရဲ့ပွဲပြီး36ကိုထပ်မံတင်ဆက်ပေးအောင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ချင်းဖိုင်တာလေးနေနဲ့လဲအကောင်းဆုံးနိုင်မွေးရရှိပြီးအောင်မြင်မှုတွေဆက်လက်ရည်တည်နိုင်ပါစေလို့ဆန္ဒပြုပါတယ်ခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲအားမင်းတွေဒီမှာလဲ MMA လောကနဲ့အကူစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရတယ် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲတာပြောရှင်မကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ